ဲ့အငြင်းချင်းကဘာလဲလို့မေးမယ်ဆိုလို့ရှိရင် အနုဋ္ဌာနာတက်တက်ကြွကြွအလုံးမလုံးချင်းဟာအင်းရဲ့အငြင်းချင်းပဲအိမ်ပေါ်မှာနေတဲ့အခါမှာတန်တန်ပြန်ပြန်မနေတတ်လို့ပြင်းကြီးနေတဲ့ပုံကိုယ်တွေနေတဲ့အိမ်မှာဆိုရင်အိယာထဆောင်းမခောက်တာက အစားကိုယ်ရောက ਾਇ ရအမိုက်တဲ့အတီရှုပ်ပွားပြီးကိုနေတဲ့နေရာဟာတန်ပြတ်မှုမရှိဘူးအငြင်းချင်းတွေပဲအနုဋ္ဌာနာဆိုတာမကြိုးစားခြင်း မတက်ကြွခြင်းလုံလဝီရိယကင်းမဲ့ခြင်းဟာအိမ်မှာနေတဲ့ပုဂ္ဂိုလ်တွေအိမ်ရဲ့အညစ်အကြေးတွေပဲလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားဆိုလိုတာကကိုယ်အိမ်ကိုယ်ရာနဲ့အိမ်မှာအဆောက်အုံမှာနော်အဆောက်အဦးနဲ့နေကြတဲ့အခါမှာတန်တန်ပြန်ပြန်ကြည်ကြည်နွဲ့နွဲ့ဖြစ်အောင်လှလှပပပြင်ဆင်လို့စနစ်တကျထားပြီးဒီလိုနေတဲ့နဲ့ပေါ့ဒီလိုဆိုလိုတာပေါ့အိမ်ထဲမှာနေပြီးတော့ဖြစ်ကြက်ဆမ်းမနေပဲနဲ့ တန်တန်ပြတ်ပြတ်ခြင်နူးဝဲဖြစ်အောင်အိမ်မှာအမြဲတမ်းတန်းစင်နေအောင်တန်ရှင်းနေအောင်ဒီလိုထားတဲ့နေကြိုးစားအထုတ်တဲ့နေလို့အကယ်၍အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်အိမ်ဟာအိမ်ထဲမှာရှုပ်ပွေနေမှာဒါကအတွင်းနဲ့ပြောတာနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် maintenance ဆိုတာအမှန်တမ်းလို့မြန်မာလူမျိုးတွေအားအနေဆုံးပဲ maintenance ကပြောရမယ်ဆိုရင် ငွေကြေးကုန်ကြခံပြီးတိုက်ကြီးတွေဆောက်ဝန်ကြီးတွေစောက်တယ်လှူလို့ရှင်လဲတိုက်ကြီးတွေဆောက်ဝန်ကြီးတွေလှူတန်းကြတယ်ပြီးတဲ့အခါကျတော့ပြုပြင်ထိမ့်သိမ့်မှုဆိုတာလုံးဝမရှိမရှိတော့ဘာဖြစ်လဲဖျားတွေဆိုရင်ညောင်မင်းပေါက်တယ်တိုက်တွေဆိုရင်လည်းညောင်မင်းတွေပေါက်နေတယ်ပျက်စီးဆုံးရှုံးကုန် maintenance မရှိတာအနုဌာဏမလာကြတာအဆောက်အဦတွေဆောက်လုပ်ထားတဲ့အဆောက်အဦတွေတန်တန်ပြတ်ပြတ်မထားရင်ပျက်စီးတယ် လမ်းတွေမှာလည်းပဲတန်တန်ပြန့်ပြန့်မလုပ်ဘူးဆိုလို့ရှိရင်လမ်းတွေပျက်စီးတယ်။အိမ်တွေမှာလည်းပျက်စီးတယ်၊ရေမြောင်းတွေလည်းပျက်စီးတယ်။အနုဌာဏမလားကွာ။အလုံးမလုပ်ဘူးဆိုလို့ရှိရင်လောကကြီးတစ်ခုလုံးဟာယိုယွင်းပြိုကျပျက်စီးသွားနိုင်တယ်လို့မြတ်စွာဘုရားကဒီတတိပေးတဲ့စကလုံးလေးဟာတာမန်စကလုံးမဟုတ်ဘူး။အလွန်ကြီးမားတဲ့အနုဌာဏမလားကွာ။စီပင်တာယာရဲ့ဆောင်မုတ်တောင်လှုပ်ဖို့ကောင်းတယ်။နော်။ မိန်တိန်နဲ့ရှိရမယ်မြို့သားရတန်ရှင်းဖို့ဆိုင်းဘုတ်ကလေးတွေချိန်လို့မရဘူးကိုယ်တိုင်လက်တွေ့နေစင်နဲ့အမြတန်ရှင်းပြီးတော့နေဖို့စီပင်တိုးတက်နေအောင်ဟာအမြဲတမ်းဥဋ္ဌာဏလို့ဆိုရဲတက်တက်ကြွကြွဆောင်ရွက်လုပ်ကိုင်နေမှသာလေတန်ရှင်းခြင်းစင်ကြယ်ခြင်းဆိုတာရှိတယ်နော်အဲ့ဒါမြမပြေမှာအားနေနေတုံးပဲမြမလူမျိုးတွေတရားတရားအလွန်ကောင်းတဲ့ဆောင်းဦးကြီးတွေစောင့်တယ် ။ဆောက်ထားတဲ့အဆောင်ဦးကြီးတွေနောက်ထပ် maintenance လုပ်ဖို့ခေါင်းနဲ့မထည့်ဘူး။တပြေးပြေးပြက်ပြက်ပြက်ပြီးတော့ယူရင်းပျက်စီးသွားတယ်။အနေထားမျိုးတွေရောက်တော့ဒါတွေကတတိထားစရာ။မြတ်စွာဘုရားကိုယ်တိုင်ကအနုဌာနမလာကြတဲ့အဆောင်အုံတွေဟာနော်ခရီးမဆိုင်ဘူး။မကြိုးစားဘူး။မပြုတ်ပြင်းဘူးဆိုလို့ရှိရင်ဒါအညစ်အကြေးတွေပဲဒီအညစ်အကြေးတွေကိုရှောင်ရှားဖို့အတွက် maintenance အမြဲတမ်းကယူဆိုင်ပြီးတော့ထိမ့်သိမ်းဆုံးရှုံးရမယ်။ဒီလိုထိမ့်သိမ်းဆုံးရှုံးမှု လုံးမသားလဲအစာဦးတွေဟာကြာရှိတည်ထက်မယ်။လမ်းတွေကြာရှိတည်ထက်မယ်ဒီလိုဆိုလိုတာပေါ့နော်။ဒါကြောင့်မို့အလွန်အရေးပါတဲ့မြတ်စွာဘုရားရဲ့အဆုံးအမလောကကြီးတစ်ခုလုံးမြို့နယ်ကြီးတစ်ခုလုံးကျေးရွာတစ်ခုလုံးတာယာလပ်ပဖို့အတွက်ကဥဋ္ဌာဏ်ကျိုးစားအထောက်မှုကအလွန်အရေးကြီးတယ်ဒီလိုဆိုတာပေါ့